င်္ဂလာပါ။အော်ဒီယိုဝိုင်းစောင်းတိုင်းမှာကြိုဆိုပါတယ်။ယခုခါမှာတော့မြင်းကလင်းသတင်းများစင်တာကနေတင်ထားတဲ့2025ခုနှစ်လေးလပိုင်း12ရက်နေ့မှာလှုပ်ခတ်တဲ့ငလင်းများချောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။2025လေးလပိုင်း12ရက်နေ့တွင်လှုပ်ခတ်ခဲ့သောပြည်တွင်မြင်းကလင်းများယနေ့မနေ့မြန်မာစံတော်ချိန်7:48မိနစ်အချိန်ကနေပြည်တော်အရှိမြောက်ဖက်16မိုင်ခန့် ပြမနာအရှိမြောက်ဂုံးမှန်ခန့်ရေသိန်းအရှိတောင်မဲ့ပေါင်းလောင်းဆယ်နီမြေအောက်အနက်6မိုင်ကျော်မှမကနီကျု3.1အဆင့်အမြင်ကလေးထပ်မံလှုပ်ရှားခဲ့ပါတယ်။နောက်တစ်ခုကတော့ယနေ့မွန်လွဲမြမဆန်တော်ချိန်7နာရီခွဲအချိန်ကနေပြည်တော်အရှိမြောက်ဖက်ပိုင်း6မိုင်ခန့်ပြမနာမြောက်ဖက်3မိုင်ခန့်ဩဒရတတိနီမြေအောက်အနက်6မိုင်ကျော်မှမကနီကျု3.1အဆင့်မြင်ကလေးငယ် ထပ်မံလှုပ်ရှားသွားကြောင်းသိရပါတယ်။နောက်ထပ်ပြီးတော့2025ခုနှစ်လေးလပိုင်း12ရက်နေ့ယနေ့ညနေမြမစံတော်ချိန်3:10မိနစ်ချိန်ကဘကိုးတိုင်းဒေသကြီးဘကိုးမြို့မြောက်ဖက်ပိုင်း55မိုင်ခန့်ပိန်စလုတ်အနောက်ဖက်6မိုင်ခန့်ကွာဖရိုအနီမြေအောက်အနှက်6မိုင်ကျော်မှ မကနေကျု3.7အဆင့်မြေငနေငယ်ထပ်မံလှုပ်ရှားသွားကြောင်းသိရပါတယ်ဆက်လက်ပြီးတော့ ဇနေညနေမြမစံတော်ချိန်3:50မိနစ်အချိန်မှာသကိုင်းတိုင်းဒေသကြီးမင်ကဲနောက်မြောက်ဖက်ပိုင်း15မိုင်ခန့်ကွာကလေးဝအရှိတောင်ဘက်9မိုင်ခန့်ကွာမြေအောက်နဲ့6မိုင်ကျော်မှမကနေကျု3.5အဆင့်မြင်းကလေးငယ်ထပ်မံလှူရှားသွားကြောင်းသိရပါတယ်ဆက်လက်ပြီးတော့ဇနေညနေ9:03မိနစ်အချိန်မလေးတိုင်းဒေသကြီးစစ်ကန်မြို့နီး မဂနီကျူလောက်ခတ်သွားကြောင်းသိရပါတယ်။မြင်းကလေးငယ်တစ်ခုလောက်ခတ်သွားကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ဇနေညနေမြန်မာစံတော်ချိန်9:30မိနစ်အချိန်ကမန္တလေးတိုင်းဒေသကြီးမိထလမြို့အရှိတောင်ဘက်ပိုင်း38မိုင်ကွာပြောင်းဝဲအရှိမြောက်ဖက်ပိုင်း20မိုင်ခန့်ကွာတောင်တန်းဒေသအောက်အနက်6မိုင်ကျော်မှမဂနီကျူ3.4အဆင့်မြင်းကလေးငယ်တစ်ခုထပ်မံလှုပ်ရှားသွားကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ ယနေ့ညနေ9:45မိနစ်ချိန်မြေအောက်အနှက်6မိုင်ခန့်မှာသကိုင်းတိုင်းဒေသကြီးမင်းကွန်းမြေအောက်အနှက်6မိုင်ခန့်ကွာမှာမဂနီကျူ4.0အဆင့်ရှိ မြေငလင်ငယ်တစ်ခုလှုပ်ခတ်သွားကြောင်းသိရပါတယ်။ပေါ်ပြမှသတင်းများကတော့မြေငလင်သတင်းများစင်တာ Facebook Page မှာတင်ဆက်ထားတာကိုဖတ်ပြခြင်းဖြစ်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားအပေါင်းငလင်ကတ်ဆိုးပွင့်နဲ့ကွာဘေးပေါင်းရန်ပေါင်းကိုအောင်မြင်စွာကြော်ဖြတ်နိုင်ပါစေလို့ សូតោមេត្តាពោតឡើងបាទខ្ញុំ